မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ20ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့အုပ်ဘုံမှာပြည်သူလူအပါ၄ဦးပြစ်တက်ခံရပြီးဖမ်းဆီးခံရသူ14ဦးလည်းပြန်မလွတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတန်းအုပ်ဘုံမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်ပြည်သူလူအပါဝင်၄ဦးပြစ်တက်ခံရပြီးဖမ်းဆီးသွားတဲ့ပြည်သူ14ဦးလည်းအော်တိုဘာ20ရက်ဒီကနေ့အထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကသိရပါတယ် အော်ရိုဘာကိုရမှာအလဲကုန်းစစ်ကောင်ပြင်ထိုင်စခန်းကလာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းဟာရှင်ငန်ကြီးရွာကိုဝင်ရောက်ပြီးရွာနီးမှာကင်းဆောင်နေတဲ့အသက်20ကျော်အရွယ် PDF တပ်ဖွဲ့ဝင်၅ဦးကိုပစ်တက်ပြီးရွာထဲကိုဝင်ကအသက်60ကျော်အရွယ်ဦးလာဦးကိုထပ်မံပစ်တက်ပြီးတဲ့နောက်ရွာမှာထိုင်ချနေထိုင်ခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံတဦးကပြောပါတယ်။ဒါအပြင်အဲ့ဒီစစ်ကြောင်းကတပ်ဖွဲ့ဝင်တွေဟာရှင်ငန်ရွာမှာတက်ဆွနေစဉ်အတွင်းအနီးတစ်ဝိုက်ဒေသတွေမှာ border ဆွဲဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အော်တိုဘာ၁၂ရက်နေ့လည်းမှာမူဒန်းရွာနဲ့ဂျိုကိုဘင်ရွာကြားမှာပေါ်တာဆွဲနေစဉ်ရွာစဉ်လက်ဝတ်သားရောက်မှုလာတဲ့ရေဒါကြေးရွာသားအသက်၄၀ကျော်အရွယ်ကိုအွန်လိုင်းဆိုးကိုလည်းတိတက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်ပြင်းစစ်ကြောင်းဟာအော်တိုဘာ၁၅ရက်မှာရင်ငံရွာကနေပြတ်ထွက်ချင်းဖမ်းဆီးထားသူ၄၀ကျော်နဲ့အချို့ကိုပြန်လွတ်ပေးခဲ့ပြီးအဲ့ဒီထဲကအသက်၂၀ကနေ၄၀ကျားဂျိုကိုဘင်ရွာသား၈ဦးမူဒန်းရွာသား၆ဦးစုစုပေါင်း၁၄ဦးကိုအလဲကုန်းစကမ်းဘက်ကိုခေါ်သွားပြီးဒီကနေ့အထိပြန်မလွတ်သေးဘူးလို့ဆိုပါတယ် စစ်ကြောင်းဝင်ပြီးဒေသခံတွေကိုတပ်ဖြတ်ပေါ်တာဆွဲတာတွေကြောင့်အင်ဂျီ300ကနေ900ကျားရှိတဲ့ထွက်တိုးဆံပြ၊ကိုင်းကြီး၊ရေငန်၊တရက်တော်၊ဂျိုကိုပင်၊မူရန်ရွာကဒေသခံ9000ကျားဟာအုပ်ဖို့မျိုးပေါ်နဲ့နီးစပ်ရာကြီးရွာတွေကိုထွက်ပြေးတိတ်ဆောင်ခဲ့ကြရတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းအင်အားမများလို့ PDF တူတက်ခွဲမှုအတေကဘုံခွက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။ မကွေးတိုင်းမင်းလာမြို့နယ်လက်ပံတကားကြီးရွာတရက်အုပ်လမ်းဝဲမှာတိုက်ပွဲဖြစ်ပြီးမင်းမှုခင်အမှတ်နှစ်တန်ရင်ရဲ့ဒုတက်ခွဲမှုအသေးကံဘုံခွဲတိုက်ခိုက်ပြီးကြာဆုံးခဲ့တယ်လို့အဲ့ဒီဖွဲ့စည်းကသိရပါတယ်။အော်တိုဘာ16ရက်ညနေ3နာရီခွဲမှာတရက်အုပ်လမ်းဝဲနီးကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကင်းပတ်သွားချိန်စစ်ကောင်ပြင်တပ်တွေနဲ့ထိတွေ့ပစ်ခတ်မှုစတင်ဖြစ်ခဲ့ပြီးတိုက်ပွဲဖြစ်နေစဉ်တွင်မှာပဲလက်ပံတကားရွာရဲကင်းကနေစစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေထက်ရောက်လာတဲ့အတွက် အင်အားမမျှတဲ့အခြေအနေနဲ့ရင်ဆိုင်ရချိန်မှာအခုလိုလုပ်ခဲ့တာလို့မင်းမှုခင်အမှတ်နှစ်တရင်အမှတ်တစီအေးဒေတာရုံးတော်ဝန်ကံဆရာကျောင်းကပြောပါတယ်စစ်ကောင်ပြင်ဘက်ကအင်အားထထိုးလာချိန်မှာစုစုပေါင်းအင်အား80ဝန်းကျင်ရှိပြီးတော်လိုင်းတပ်တွေဘက်က9ဦးသာရှိခဲ့တာကြဆုံးခဲ့တဲ့သူဟာအသက်22နှစ်အရွယ်ဒုတက်ခွဲမှုစီသူဝင်းခေါ်ဝတ်တမ်းဖြစ်ပြီးအလောင်းကိုတော့တရင်ကပြတ်မတင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်အင်အားမမျှတော့တဲ့အတွက်သူ့တနတ်ကိုတက်စိတ်မှုကိုပေးပြီးအတူပါလာသူ၄ဦးကိုစုခိုင်းခဲ့တာ ဒုတက်ခွဲမှုကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရှင်ဖမ်းဖို့လာချိန်မှာလက်ပြုံခွဲပြီးအသေးခံခဲ့တာလို့ရုံးတော်ဝန်ကဆရာကျောင်းကပြောပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံမှုတွေရှိခဲ့တယ်လို့သိရပေမဲ့မြေလက်အတန်ကတိကျအတိမပြုနိုင်သေးပါဘူး။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့နထိုးကြီးမှာဆက်တက်လေဒီနဲ့ပုံချက်လို့တက်ကြီးပိုင်းအဖွားတအူးအပါလေးဦးတည်ဆုံခဲ့တဲ့တဲ့တင်မှာမန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကို ဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးနှစ်ဦးတန်ရာရခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီကတည်ရပါတယ်။အော်တိုဘာ16ရက်မနက်6နာရီကမှမိတိလာလေးတဲ့ဘက်ကလာတဲ့ဆက်တက်လေဒီ3စီးဟာပဲချိုက်ရွာတဲ့ကိုဘုံကားလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့နထိုးကြီးပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဘုံစားထိမှန်ပြီးတိန်နဲ့နေအသက်55နှစ်အရွယ်ဥကျော်နိုင်တဲ့ဇနီးဖြစ်သူဒေါခင်တန်းမှုအသက်58နှစ်အရွယ်ဥခင်မောင်ဝင်း အသက်62နှစ်အရွယ်ဒေါကင်တင်လို့လေးဦးကနေရာမှာပဲတည်ဆုံးခဲ့တယ်လို့ဆိုပါရယ်။ဒါပြင် အသက်70နှစ်အရွယ်မဂျီဂျူးကိုအသက်45နှစ်အရွယ်ဒေါ်ရှိုဝါထွန်းတို့တန်ရာရခဲ့ပြီးနေအိမ်6လုံးလည်းဖျက်ဆီးသွားတယ်လို့ဆိုပါရယ်။အခုလိုပုံကျဲလို့အင်ဂျီတစ်ထောင်ကျော်ရှိတဲ့ပဲချက်ရွာကပြည်သူများစုကဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရပြီးအ ਨੇ စုကရွာထဲမှာပဲဆက်လက်နေထိုင်နေကြတယ်လို့ဆိုပါရယ်။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တံရဲ့ website, YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။